အားလုံးပဲမင်္ဂလာပါ။ဒီနေ့ဆရာမတင်ကြမယ့်သင်ခန်းစာခေါင်းစဉ်လေးကတော့အခန်း၁အရာစုခွဲမှုပြဿနာနဲ့ဈေးကွက်စီးပွားရေးစနစ်။ဒီခေါင်းစဉ်များအောက်ကမှဆရာမတို့ရဲ့ခေါင်းစဉ်ခွဲလေးဖြစ်တဲ့အတော်မတက်သည့်လူဝင်ဆန္ဒများနဲ့ရှားပါးသည့်အရာစုများ ရှားပါးခြင်းနဲ့ရွေးချယ်မှုပြဿနာအခွန်လန်းစိမ့်နဲ့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းဆိုတဲ့ခေါင်းစဉ်ခွဲလေး၃ခုကိုတင်ကြပြီးမှဖြစ်ပါတယ်။ စာရဲ့ရွေချက်ကတော့ထုံးလုံးမွေအင်အားစုသို့မဟုတ်ကုန်ထုတ်အင်အားစုများကိုအဓိကအဖြစ်မြေရလုံအားအရင်းနှီးမှုတွေသုံးမျိုးခွဲခြားနိုင်ကြောင်းသိရှိစေရန်ဖြစ်ပါတယ်။အင်အားစုရှာပါခြင်းကြောင့်ရွေးချယ်မှုပြုလို့ရကြောင်းသိရှိစေရန်ဖြစ်ပါတယ်။အခြေခံစည်းဝါးရေးပြဿနာသို့မဟုတ်အင်အားခွဲဝေမှုပြဿနာကိုထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းနှင့်ခွန်လန်းစေသဘောကိုသိရှိစေရန်ဖြစ်ပါတယ်။အင်အားစုပြဿနာနှင့်စည်းဝါးရေးစနစ်သုံးမျိုးကိုလည်းသိရှိစေရန်ယူရပါတယ်။သင်ခန်းစာကွဲလေးတစ်ခုဖြစ်တဲ့ အတော်တက်သည့်လူဝင်ဆန္ဒများနဲ့ရှားပါသည့်အားစုများခေါင်းစဉ်လေးကိုလေ့လာကြည့်ပါမယ်။လူတို့ရဲ့လူဝင်ဆန္ဒများဝမ်းသည်တဲ့လိုအပ်ချက်တဲ့မကတာလွန်များပြားစွာ ရှိနိုင်ပါတယ်။တခါတလေမှာဆိုရင်လိုအပ်ချက်တဲ့ကြော်လွန်ပြီးလိုအင်ဆန္ဒအမျိုးမျိုးအတော်မတတ်နိုင်အောင်ရှိကြပါလေ။အသက်ရှင်နေထိုင်ရေးအတွက်ဇာတ်တော်များဇာတ်သုံးလိုခြင်းလာပများပြင်ဆင်ချေသားလိုခြင်းဒေဂီတာနဲ့အကတီးဆိုကြည့်စုခံစားလိုခြင်း ရွှေငွေလက်ဝယ်ရနာများဆင်မြန်းလိုခြင်းဆိုတဲ့လူအင်ဆန္ဒများလည်းရှိကြပါတယ်။လူသားတွေတဲ့လူအင်ဆန္ဒတွေကိုရုပ်ပိုင်းဆိုင်ရာလူအင်ဆန္ဒနဲ့စိတ်ပိုင်းဆိုင်ရာလူအင်ဆန္ဒဆိုပြီးတော့ဖွဲ့ခြားနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာလူအင်ဆန္ဒများကတော့အစားအစားအဝတ်ထည်နေအိမ်မော်တော်ကားရုပ်မြင်ချက်တန်ကြားဆက်စသည်တို့ဖြစ်ပြီးတော့စိတ်ပိုင်းဆိုင်ရာလူအင်ဆန္ဒများကတော့ချစ်ချင်းမြတ်တာကြော်ကြားလိုမှုအောင်မြင်လိုမှုစသည်တို့ဖြစ်ပါတယ်။ ။အဲဆရာမတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာနဲ့လူဝင်စင်တာတွေကို ဖြည့်ဆည်းရတဲ့ကုန်စည်နဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။အဲတော့ကုန်စည်ရာများမှာတော့ goods စားစားအဝတ်ထည်နေအိမ်ကားစားတဲ့ dress ရာများကိုဆိုလိုပါတယ်။ဝန်ဆောင်မှုများကတော့ကျန်းမာရေးပညာရေးအလားပြုပြီးစားတဲ့ dress ပဲရာများဖြစ်ပါတယ်။ကောစီနဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုခြင်းဖြင့်လူရောရေလုံရေးစံနာများကိုပြေစွမ်းနိုင်ပြီးကျေနပ်တဲ့တိမ့်မှုတွေရရှိကြပါတယ် လက်တလောလူရင်းဆန္ဒရောဖြစ်စီရန်အတွက်ကုန်စီနှင့်ဝန်ဆောင်မှုများအသုံးပြုခြင်းကိုစားတုံးခြင်းဟုခေါ်ပါတယ်။ကုန်စီနှင့်ဝန်ဆောင်မှုများကိုထောက်လုပ်ရန်အတွက်အင်အားစုများကိုပေါင်းစပ်အသုံးပြုရပါတယ်။အဲ့ဒီအင်အားစုများကိုထောက်လုပ်မှုအင်အားစုများ Factor of Protection လို့လည်းခေါ်ပါတယ်။ထောက်လုပ်မှုအင်အားစုများသို့မဟုတ်ကုန်ထုတ်အင်အားစုများကိုအောက်ပါတိုင်းတုံးပြိုးခွဲတွေ့ရမှာဖြစ်ပါတယ်။မြေယာသို့မဟုတ် the power အင်အားစုများ Left or Natural Resources လောက်အားသို့မဟုတ်လူအင်အားစုများ labor or human resources အရင်းနှီးသို့မဟုတ်လူဖန်တီးသောအင်အားစုများ capital or man made resources ဖြစ်ပါတယ်။ဒါဆိုဆီယမ်မာတို့မြေယာမှာဘာတွေပါလဲဆိုတာဆက်ပြီးကြည့်အောင်ပါ။မြေယာတွင်မြေကြီးအပါတွင်မြေဝမြောက်ရှိသဘာဝတင်စားတာပစ္စည်းများအားလုံးပါဝင်ပြီးသဘာဝ၏အခါလက်မဲ့လက်ဆောင်တင်စားခေါ်ကြပါ မြေဘောလို့ပြောတဲ့အတွက်မြေရပမာဏနဲ့အည်သွေးမြေချောင်းအင်းအိမ်တွေပါပါမယ်မြေအောက်လို့ပြောတဲ့အတွက်တတုရုံများပါဝင်ပြီးတော့တတော်ကြီးများနဲ့ရာသီဥချင်းနေစသည်တို့လည်းပါဝင်မှာဖြစ်ပါတယ်လောအားမှာဆိုရင်တော့ကာယလောအားဖြင့်ကျွမ်းကျင်မှုများအတတ်ပညာများပါဝင်လူသားတို့၏ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာအည်ချင်းလို့အားလုံးပါဝင်ပါတယ် ်ကာယလုံအားလို့ပြောပြီးဆိုရင် ကာယနဲ့လုပ်တဲ့လုံအားလုံးကို ဆိုလိုပါတယ်။ကျွမ်းကျင်မှုနဲ့အတတ်ပညာများလို့ပြောမယ်ဆိုရင်ဆရာဝန်တွေ၊အင်ဂျင်နီယာတွေ၊ဆရာဆရာမတွေစသည်တတ်ပညာရှင်အားလုံးကိုဆိုလိုပါတယ်။ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာရည်ချင်းလို့ပြောပြီးဆိုရင်ဆိုတော်တွေ၊ကာယလမယ်တွေ၊တရုပ်ဆောင်တွေစသည်အားလုံးကိုဆိုလိုပါတယ်။အဲအဲ့ဒီအားလုံးဟာလုံအားပဲဖြစ်ပါတယ်။တင်နန်းပေးခြင်းပညာသင်ကြားပေးခြင်းတို့ဖြင့်လုံအားရည်သွေးကိုတိုးတက်မြင့်မားအောင် လောက်ဆောင်နိုင်သောကြောင့်လူအရင်းမြင့်အင်အားစုအဖြစ်အတိမတ်ပြုလက်ခံထားကြပါတယ်။သင်တန်းပေးတဲ့နေရာမှာဆရာမဖြစ်ဖို့ဆိုရင်ဆရာမသင်တန်းပေးရပါတယ်။ပညာလေးလည်းသင်ကြားပေးရပါတယ်။အဲ့လိုမျိုးသင်ကြားပေးလိုက်တဲ့အခါမှာဆရာမတို့ရဲ့အည်သွေးနဲ့လုံအားတွေတိုးတက်လာပါတယ်။ဒါဆိုရင်လူအရင်းမြင့်အင်အားစုတွေဖြစ်လက်မှတ်လက်ခံထားကြမှာဖြစ်ပါတယ်။ ယခုမခါမှာတော့ပညာရေးကျန်းမာရေးဘောယင်းနှမြုံနယ်မှုကိုလူသားရင်းမြစ်ဘောယင်းနှမြုံနယ်မှုဟုအသေးမှပြုကြပါလိမ့်။ဒါဆိုရင်ဆရာမတို့အရင်းကြီးကိုကြည့်ပါမယ်။အရင်းကြီးမှာတော့ကရိယာရာတစားပလာများပါမယ်။အစာအုပ်များပါဝင်မယ်။ထုံးလုံးမှုကိုအထောက်အကူပြုနိုင်တဲ့လူလိုအပြင်ဖန်တီးထားတဲ့အရာတွေအားလုံးပါဝင်ပါတယ်။ လူလိုအားဖြင့်ဖန်တီးတဲ့အရာတွေဆိုလို့ပြောလို့ရှင်ကားတွေပါမယ်ကရင်းကြီးတွေပါမယ်နောက်ကဆက်ကိုလည်းပဲမယ်စက္ကရိယပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။တိုင်းပြည်တပြည်ရဲ့အရင်းအနှီးနဲ့ကြည့်မယ်ဆိုရင်စက်ရုံလုပ်ငန်းများစက္ကရိယများနဲ့စက်ရုံအလုပ်ရုံများစီးပွားရေးလုပ်ငန်းအမျိုးမျိုးနဲ့အစားအုံများရုံးခန်းများလန်တကာအစရှိတဲ့လူဖွဲ့စည်းရဲ့အခြေခံအဆောင်အားလုံးပါဝင်မှာဖြစ်ပါတယ်။အင်အားစုများရရှိမှုဟာတနိုင်ငံနဲ့တနိုင်ငံမတူညီပါဘူး။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်တဲ့ US UK နဲ့ဖွံ့ဖြိုးဆက်နိုင်ငံများဖြစ်တဲ့ဆီယာမားတို့နိုင်ငံနဲ့အီသီယိုးပီးယားနိုင်ငံမျိုးမှာဆိုရင်တော့လည်းတဲ့အင်အားစုရရှိမှုတွေတူညီမှာမဟုတ်ပါဘူးဒါပေမဲ့ဖွံ့ဖြိုးပြီးတဲ့နိုင်ငံများဖြစ်ဖြစ်ဖွံ့ဖြိုးဆက်နိုင်ငံမှာဖြစ်ဖြစ်ရရှိနေတဲ့အင်အားစုတိုင်းကတော့အကန့်အသတ်ဖြစ်တာရှိနေပါတယ်။လူတို့ရဲ့လူရင်းဆန္ဒနဲ့နှိုင်းစာရင်းရှားပါသည်လို့ဆိုရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမားတို့ကောင်းစဉ်လေးခွဲလေးတစ်ခုဖြစ်တဲ့ရှားပါခြင်းနဲ့ရွေးချယ်မှုပြဿနာ Scarcity and Problem of Choice ဆိုတဲ့သင်ခန်းစာလေးကိုဆက်လက်လေ့လာပါမယ်။ ရှားပါခြင်းဆိုဒီမှာလိုချင်သည့်အချိန်တွင်လိုသလောက်မရရှိခြင်းကိုဆိုလိုတာဖြစ်ပါတယ်။လူအဖွဲ့အစည်းအားလုံးနဲ့အရင်းခံစည်းဝါးရေးပြဿနာအင်အားစုရှားပါခြင်းဖြစ်ပါတယ်။လူတွေရဲ့လူရင်းဆန္ဒတွေကတော့တော်မတတ်နိုင်အောင်များပြားလာပြီးအင်အားစုတွေကတော့အကန့်အသတ်တဲ့ပြားရှိနေသောကြောင့်လူတို့ရဲ့လူရင်းဆန္ဒနဲ့နှိုင်းစာလျင်ဖြည့်ဆည်းပေးနိုင်ခြင်းရှိတဲ့အခြေအနေကိုအင်အားစုရှားပါးခြင်းပြဿနာလို့ခေါ်ညွှန်ပါတယ်။တနည်းအားဖြင့် လူတို့၏လိုရင်းဆန္ဒရှိသမျှအရာအားလုံးကို ရရှိနိုင်မည်မဟုတ်ပါဘူး။တောချာရှိနေသောအရာစုကိုအကောင်းဆုံးသုံးချ၍လိုရင်းဆန္ဒအားလုံးမဟုတ်တော့လဲအများဆုံးဖြည့်ဆည်းနိုင်ရန်ရွေးချယ်ဆုံးဖြတ်မှုများပြုလုပ်ရပါမည်။ယင်းဒီပြင်လျှင်လူဖွဲ့စည်းအခြေခံစီးပွားရေးပြဿနာသို့မဟုတ်အင်အားစုခွဲဝေမှုပြဿနာ problem or resource allocation ဖြစ်ပါလူတိုင်းဟာမိမိလိုရင်းဆန္ဒရှိနေသမျှဖြည့်ဆည်းနိုင်သမျှရှားပါးမှုမရှိသောကြောင့် ရွေးချယ်မှုပြုလုပ်ရန်မလိုပါဘူး။ရှားပါသောကြောင့်ရွေးချယ်မှုတွေပြုလုပ်နေရတာဖြစ်ပါတယ်။ရွေးချယ်မှုဆိုင်အလူတို့၏အပြုမူကိုလေ့လာခြင်းသည်ဘောဂဗေဒဘာသာရပ်ပင်ဖြစ်ပါတယ်။လူတိုင်းဟာဆင်းရဲတဲ့သူပဲဖြစ်ဖြစ်ဂျမ်းသာတဲ့သူပဲဖြစ်ဖြစ်ကိုကျိုးစည်းဝါးအများဆုံးရအောင်ပြုမူဆောင်ရွက်နေကြသူများလို့ယူဆရပါမယ်။လူတို့ကိုလေ့လာရနိုင်စိတ်ကျေနပ်မှုအများဆုံးရအောင်ကုန်စင်နှင့်ဝန်ဆောင်မှုများအသုံးပြုနေကြသည့်စားသုံးသူများအနေဖြင့်၎င်း အမြန်အများဆုံးရအောင်ကုန်စည်နှင့်ဝန်ဆောင်မှုများထုတ်လုပ်နေကြသည့်ထုတ်လုပ်သူများအနေဖြင့်၎င်းလူအဖွဲ့အစည်းကောင်းချိုးချမ်းသာအမြင့်မားဆုံးတိုးတက်ရရှိအောင်အများအားလုံးကိုစားတာဝန်ယူဆောင်ရွက်ပေးနေသည့်အစိုးရအနေဖြင့်၎င်း၃ပြိုးတွေ့ရမှာဖြစ်ပါသည်အရှင်မတူသည်မိမိလက်ဝယ်တွင်အကန့်အသတ်ဖြင့်ရှိနေသောမိသားစုဝင်ဖြင့်မိသားစုတို့စိတ်ကျေနပ်မှုများဆုံးရအောင်စီမံဆောင်ရွက်မည်ဖြစ်ပါသည် ။ကျောင်းသားတူကလည်းမိမိမှာရရှိတဲ့မုံဘုံငွေကိုစိတ်ကျဉ်တတ်မှုအများဆုံးရအောင်ကုန်စည်နဲ့ဝန်ဆောင်မှုပြားပေါ်မှာသုံးဆွဲမှာဖြစ်ပါတယ်။ရှင်ရှင်မတူကသူ့လက်မှာရလာတဲ့တလာလုံးစာမှာသုံးသိန်းပဲရတယ်ဆိုရင်အဲ့ဒီသုံးသိန်းဆိုတဲ့ရလာတဲ့ဝင်ငွေနဲ့မိမိမိသားစုထဲမှာရှိတဲ့လူတွေအားလုံးစိတ်ကျဉ်တတ်မှုရမယ်ကုန်စည်နဲ့ဝန်ဆောင်မှုများကိုအသုံးပြုမှာဖြစ်ပါတယ်။ကျောင်းသားတူကလည်းမိမိလက်ဝဲမှာရရှိလာတဲ့မုံဘုံငွေ900မှာချိုရာအေးဒါလေးကိုစားခြင်းနဲ့ရေကင်းပုံကိုတွေ့ရေကင်းပုံက600ဖြစ်နေမယ်ဆိုရင် ူချိုရာအေးတာဘေးမှာရှိတဲ့ရေခဲချောင်း900တန်းကိုဝယ်စားမှာဖြစ်ပါတယ်စိတ်ကျဉ်းတမ်းမှုတော့ရရှိသွားမှာဖြစ်ပါတယ်ထို့နည်းတူပဲလုပ်ငန်းရှင်တဦးတည်လည်းမိမိလုပ်ငန်းဤထုတ်လုပ်မှုမှာအမြန်အများဆုံးရအောင်စီမံထုတ်လုပ်မည်ဖြစ်ပါတယ်နိုင်ငံတကယ်နိုင်ငံဤအစိုးရတည်လည်းနိုင်ငံဤအားစုများကိုနိုင်ငံအတွက် ကောင်းကျိုးအများဆုံးဖြစ်ထွန်းအောင်ရွေးချယ်ဆောင်ရွက်မည်ဖြစ်ပါတယ်ဒါလေးကိုတော့အောက်မှာဥပမာလေးပြထားပါတယ်မြေလွတ်ပေါ်တဲ့အကြောင်းစေယုံစားလို့မည်သောမောဆက်ယုံနေစမြင်စသည်တို့ကို ရွေးချယ်ဆုံးဖြတ်ရန်ဖြစ်ပါတယ် ဒီနေရာမှာဆိုလို့ရှိရင်သူကပြောထားတာကကောင်းကျိုးအများဆုံးဖြစ်သွားအောင်လို့ပြောထားတာဖြစ်တဲ့အတွက်စိတ်မြေလွတ်ပေါ်မှာလိုအပ်နေတဲ့အဲ့ဒီရက်ကွက်ကြေးရွာမှာမြေရှိတဲ့မြေလွတ်ပေါ်မှာကျောင်းကလိုအပ်နေတာဆိုရင်ကျောင်းကိုစောက်မှာဖြစ်ပါတယ်။ကျောင်းကမလိုဘဲနဲ့ကျောင်းကိုထပ်ဆောက်မှာမဟုတ်ပါဘူး။ဆေးရုံလိုအပ်ရင်ဆေးရုံကိုစားလို့မှာဖြစ်ပါတယ်။နောက်သင်ကန်းစာကောင်းစီလေးတစ်ခုဖြစ်တဲ့အခွန်လန်းစည်းနဲ့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင် opportunity cost and progression possibility cup ဆိုတာလေးကိုဆက်လက်လေ့လာမှာဖြစ်ပါတယ်။ အခွက်လန်းစည်းကိုမေးပြီဆိုရင်တော့ဆရာမတို့ကတူတူလေးပဲပြရမှာဖြစ်ပြီးတော့ထောက်လို့နိုင်မှုချပြမြင်ကွေးဆိုရင်တော့နည်းနည်းပို့ပြီးတော့ရှည်ရှည်ပြရမှာဖြစ်ပါတယ်ဒီကောင်းစီလေးမှာဆိုတော့နှစ်ပိုင်းမြင်နိုင်ပါတယ်ဒါဆိုဆရာမတို့အခွက်လန်းစည်းလေးကိုလေ့လာကြည့်ပါမယ်အကန့်အသတ်ဖြင့်သာအင်အားစုတွေကတည်ရှိနေပြီးတော့များပြားလာတဲ့လူတွေလူဝင်ဆန္ဒကိုဖြစ်စည်းရန်အတွက်ရွေးချယ်ဆုံးဖြတ်မှုတွေ ပြုလုပ်ရပါတယ်။ရွေးချယ်မှုတစ်ခုပြုလုပ်တိုင်းအခြားတစ်ခုကိုဆွန့်လွှတ်ရမည်ဖြစ်ပါတယ်။ အဲ့ဒါလေးကိုအောက်မှာဥပမာပေးထားပါတယ်။လုံသမားတူ၊ငယ်သမားတူအစိုးရဆိုပြီးတော့ဥပမာလေးသုံးခုပေးထားပါတယ်။လုံသမားတူသည်အချိန်ပေါ်လှုပ်လှုပ်ရန်ဆုံးဖြတ်လိုက်လျင်နားယူခြင်းကိုဆွန့်လွတ်လိုက်ရမှာဖြစ်ပါတယ်။လယ်သမားတူကတော့မိမိပိုင်တဲ့လယ်မြေမှာပဲဆိုင်ရန်ရွေးချယ်လိုက်မယ်ဆိုရင်တော့စပားဆိုင်ခြင်းကိုဆွန့်လွတ်ရမှာဖြစ်ပါတယ်။အစိုးရအနေနဲ့လည်း မြေွက်ပေါ်မှာဆက်ယုံဆောက်ရန်ရွေးချယ်ဆုံးဖြတ်လိုက်လျင်ဆက်ယုံဆောက်ခြင်းကိုဆွန့်လွှတ်ရမှာဖြစ်ပါလေ။ဒါဟာလေရွေးတစ်ခုကိုရွေးချယ်လိုက်လျင်တစ်ခုကိုဆွန့်လွှတ်လိုက်ရတဲ့ဆိုတဲ့သဘောကိုဖော်ပြခြင်းဖြစ်ပါလေ။ကုန်စည်သုံးမဟုတ်ဝန်ဆောင်မှုတစ်ခုကိုထုတ်လုပ်ရန်သုံးမဟုတ်စားသုံးရန်ရွေးချယ်လိုက်ခြင်းကြောင့်အခြားကုန်စည်သုံးမဟုတ်ဝန်ဆောင်မှုတစ်ခုကိုဆွန့်လွှတ်ရခြင်းဟာထိုရွေးချယ်မှုရဲ့အခွန်လန်းစီ opportunity cost ကိုခေါ်ပါလေ။ကြာမှာတော့တကယ်တဲ့လက်တွေ့မှာတော့ကုန်စည်တစ်ခုကိုရွေးချယ်လိုက်ခြင်းကြောင့်အခြားကုန်စည်ကိုလုံးဝဆွန့်လွှတ်လိုက်ရခြင်းမဟုတ်ဘဲနဲ့အနည်းငယ်ပဲ ဆွန်လွန်လဲဆော့လိုက်ရခြင်းမျိုးကိုပဲတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့အဲ့ဒါအခွန်လန်းဈေးကိုဖြည့်ဆိုမယ်ဆိုရင်တော့အဲ့ဒီမှာပြီးသွားပြီးတော့အခွန်လန်းဈေးကအဲ့လောက်မှာပဲဖြည့်ဆိုရမှာဖြစ်ပါတယ်ဒါဆိုရင်ဆရာမတော့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းကိုဆက်လက်လေ့လာပါမယ် production possibility ကနိုင်ငံတကာနိုင်ငံရဲ့စီးပွားရေးပြဿနာဒါမှမဟုတ်ရွေးချယ်မှုပြဿနာတနည်းအားဖြင့်အခွန်လန်းစည်းတွေရဲ့သဘောကိုတဲ့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းနဲ့ပေါ်ပြနိုင်ပါတယ် ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေ production possibility cup တည်တဲ့အချိန်တစ်ချိန်တွင်နိုင်ငံနိုင်ငံ၌ရှိနေသောကုန်ထုတ်အင်အားစုများကိုစွမ်းဆောင်ရည်ပြုဝါစွာ အသုံးပြုပြီးထုတ်လုပ်ခြင်းဖြင့်ရရှိသည့်ကုန်စည်နှမျိုး၏အတွဲအမျိုးမျိုးကို ဖော်ပြပါသည်ဥပမာလေးပေးထားပါသည်နိုင်ငံတစ်နိုင်ငံသည်နှစ်တစ်နှစ်အတွင်းစံနှင့်အဝတ်တွေဟူသောကုန်စည်နှမျိုးကိုရှိသမျှကုန်ထုတ်အင်အားစုများအားအသုံးပြု၍စွမ်းဆောင်ရည်ပြေဝစွာထုတ်လုပ်ခြင်းဖြင့်အောက်ပါဇေယအတိုင်း ကုန်စည်ပမာဏအတွဲမျိုးမျိုးကို ထုတ်လုပ်မှန်တိုင်းတယ်လို့ဆိုပါတယ်။ဒါဆိုဆရာမတို့ဇာတ်လေးကိုဆက်ပြီးကြည့်ပါမယ်။ထုတ်လုပ်နိုင်မှုအခြေပြဇာတ်ဒီမှာကမတ်စင်ကကာကြီး၊ကာခွေ၊ကာငယ်၊ကာကြီး၊ငါ၊စန်တင်း40 30 20 30 3၅ပါ။၃ည40 80 90 100ဒီမှာစန်နဲ့အထဲဆိုတဲ့ကုန်စည်မျိုးရဲ့အတွဲမျိုးမျိုးကို ဖော်ပြထားခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာမတို့က ဇရာကိုကြည့်ပြီးတော့ပုံဖော်ရန်အတွက်ဆိုလို့ရှိရင်ဒါဝိုင်းဝင်ရိုးဝိုင်းမှာဆန်ကို၎င်းလျားလိုက်ဝင်ရိုး x မှာအဝတ်အထည်ကို၎င်းဒါရိုက်တာပေါ်ပြပြီးတော့ကုံစီနှမျိုးရဲ့အတွဲအမျိုးမျိုးကိုမှတ်သားခြင်းဖြင့်ထုံနိုင်ခံဤထုံးလုံးနိုင်မှုခြေပြမြင်ကွေးကိုရရှိမှာဖြစ်ပါတယ်ပုံတွင်မြားသည့်အတိုင်းနိုင်ငံတနိုင်ငံ၏ထောက်လုံနိုင်မှုခြေပြမြင်ကွင်းသည်ရင်းနိုင်ငံရှိကုန်ထုတ်ရန်စုများကိုတည်ဆဲထောက်လုံမှုနည်းပညာဖြင့်ထောက်လုံပါကရရှိသည့်စံနှင့်အဝတ်တွေဟူသော ုံစည်းနှမျိုး၏အတွဲမျိုးမျိုးကိုဖော်ပြပါတယ်။တကယ်လို့များရှိသမျှအင်အားစုအားလုံးဖြင့်စံကိုသာ ထုတ်မယ်ဆိုလို့ရှိရင်တဲ့စံကိုသာထုတ်လုပ်မယ်ဆိုလို့ရှိရင်တင်း40ထုတ်လုပ်နိုင်ကြအောင်အမတ်ကကလကောက်ရှိသမျှအင်အားစုတွေနဲ့အဝတ်ထည်ကိုသာစတိုက်တိုးပြီးထုတ်မယ်ဆိုလို့ရှိရင် guide တရားအမတ်ကကလကောက်ဖော်ပြနေပါမယ်။စံကိုရှော့ထုတ်ခြင်းဖြင့်အထည်ထုတ်လုပ်မှုတိုးလာကြောင်းကိုအမတ်ကကြီးမှခါခွေးက၎င်း ခါခွေးမှဂါငယ်က၎င်းဂါငယ်မှဂါကြီးက၎င်းဂါကြီးမှငါက၎င်းပြောင်းလဲသွားပုံကို လေ့လာခြင်းဖြင့်သိနိုင်ပါတယ်အထယ်တည်ယူနေတိုးထုတ်ရန်စံမီများရှော့ထုတ်ရမည်ကိုတွက်ချက်ပါကအထယ်ဤခွန်လန်းစေးကိုရမည်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုထုတ်လုပ်နိုင်မှုအခြေပြမြင်ကိုကအပေါ်မှာဆရာမတို့ပြောခဲ့ပြီးသားပါအခွန်လန်းစေးတဘောကိုလည်းပေါ်ပြတာဖြစ်လို့ပါကုန်စည်တစ်ခုရဲ့ခွန်လန်းစေးသည်ရင်းကုန်စည်တည်ယူနေတိုးထုတ်ရန် စွန့်လွတ်ရမယ့်အခြားကုန်စည်ပမာဏကိုဆိုလိုပါတယ်ဒါကတော့ဆ iam ောက်တွက်ချက်ရမယ့်ပုံသင်နည်းလေးဖြစ်ပါတယ်ဆန်ကိုအာအထည်ကိုစီပြောင်းလဲမှုကို data လို့ရင်းမယ်ဆိုရင်အထည်အခွန်လန်းစီရဲ့မြင်မြချင်း data အားပိုင်း data စီဖြစ်မှာဖြစ်ပါတယ်ဒီမှာဆ iam မတို့ကအထည်အခွန်လန်းစီလို့မိတာဖြစ်တဲ့အတွက်အထည်ကိုကိုစားပြုတဲ့စီလေးကိုပိုင်းချင်မှာထားထားခြင်းဖြစ်ပါတယ်တကယ်လို့များဆ iam မတို့ရဲ့အခွန်လန်းစီကအထည်မဟုတ်တော့ဘဲနဲ့ဆန်ဖြစ်သွားမယ်ဆိုလို့ရှိရင် ဆန်ကိုကိုစားပြုတဲ့အာလေးဟာပိုင်းခြေကို ရောက်လာမှာဖြစ်ပါတယ်။ထဲကတော့ပိုင်းဝေဖြစ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမောက်ဒီမှာအခွန်အထဲဤအခွန်လန်းစီတွက်ထားတဲ့ဇီယားလေးကိုပြထားပါတယ်။အခွန်လန်းစီကတော့အနှုတ်လက္ခဏာနဲ့ရပါတယ်။ဒီမှာတော့ဆီယမကတွက်ချက်မပြတော့ပါဘူး။နောက်မှအတွက်ပုံစံချက်မှပဲရှင်းပြမှာဖြစ်ပါတယ်။အော်ဆီယမတို့ကဒီအထဲဤအခွန်လန်းစီဇီယားလေးကိုလေ့လာခြင်းဖြင့်ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းရဲ့အရေးကြီးတဲ့အင်္ဂါရက်နှစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။ ။ဓမ္မတစ်ချက်ကတော့ထုံးလုံးနိုင်မှုခြင်းပြမြင်ကွင်းလျှော့ဆောက် data အားပိုင်း data ရှိသည်တဲ့။အနှုတ်လက္ခဏာရှိပါတယ်။အိဗေမှာအထဲကိုတို့ထုတ်ရင်ဆန်ကိုလျှော့ထုတ်ရမည်ဖြစ်ပါတယ်။အိဗေမှာအထဲကို တို့ထုတ်လိုက်ရင်ဆန်ကိုလျှော့ထုတ်ရမှာဖြစ်ပါတယ်။ ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးမူရင်းမှတ်မှာခုံးတင်အကြောင်းကတော့အထဲကိုဇက်တိုက်တိုးထုတ်သွားတာနဲ့စွန့်လွှတ်ရမယ့်ဆန်ရည်တက်တိုးလာခြင်းတော့မဟုတ်တိုးတက်နေသောအခွန်လန်းစေကြောင့်ဖြစ်ပါတယ်ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးသည်တဲ့ဘောဂဗေဒပါဒရဲ့အရေးကြီးတဲ့သဘောတရား၄ခုကိုလည်းဖော်ပြနေပါတယ်ဓမ္မတစ်ချက်ကတော့ထုတ်လုပ်နိုင်မှုခြေပြမြင်ကွေးကိုကျော်လွန်ပြီးမြင်ကွေးပြင်ပကိုမထုတ်လုပ်နိုင်ခြင်းကအင်အားစုအကန့်အသတ်ရှိခြင်းကြောင့်ဖြစ်ပါတယ် ်အင်အားသူအကန့်အသတ်ရှိခြင်းသို့မဟုတ်အင်အားစုရှားပါခြင်းကိုဖော်ပြပါတယ်ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်း၏အတွင်းဘက်တွင်ထုတ်လုပ်နေခြင်းကအင်အားစုများကိုစွမ်းဆောင်ရည်ပြေဝစွာအသုံးမချနိုင်ခြင်းသို့မဟုတ် အသုံးပြုရန်အင်အားစုကြံရှိနေခြင်းကြောင့်ဖော်ပြပါတယ်နံပါတ်3ကတော့ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းတလျာကိုယ်စင်းမျိုးရဲ့အတွဲမျိုးမျိုးအနဲ့မှာအတွဲတစ်မျိုးကိုရွေးချယ်ရန်လိုအပ်ခြင်းကရွေးချယ်မှုပြဿနာကို ဖော်ပြနေပါတယ် နံပါတ်၄ကတော့ထုတ်လုပ်နိုင်မှုအခြေပြမြင်ကွင်းစောစောက်သည်တဲ့အနုလက္ခဏာရှိခြင်းသို့မဟုတ်စောစင်းနေသော မြင်ကွင်းဖြစ်ခြင်းကကုံစီတစ်မျိုးကိုတိုးထုတ်ရန်အတွက်ခြားကုံစီတစ်မျိုးကိုရှော့ထုတ်ရမည်ဟုသောအခွန်လန်းစေးသဘောကိုဖော်ပြပါတယ်ဒီကြောင်ရလေးမှာဆိုရင်တော့သဘောတရားလေးခုမှာဘာရတွေ့ရမလဲဆိုရင်အင်အားစုအကန့်သက် ရှိနေခြင်းအင်အားစုများကိုစွမ်းဆောင်ရပြေဝစွာအသုံးမချနိုင်ခြင်းသို့မဟုတ် အသုံးပြုရန်အင်အားစုများကြန့်ရှိနေခြင်းရွေးချယ်မှုပြဿနာကိုပေါ်ပြနေခြင်းနဲ့အခွန်လန်းရေးသဘောဆိုတဲ့အဓိကချက်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်ဆီယမ်မာထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းရဲ့ပြင်ပတ်သို့ရွှေ့ပြောင်းခြင်းဟာဤပညာတိုးတက်လာခြင်းသို့မဟုတ်အင်အားစုများ၏အရေးအတွက်နှင့်အရေးသွေးကောင်းမွန်လာခြင်းကြောင့်လည်းဖြစ်သလိုဒီနှမျိုးလုံးတစ်ပြိုင်တည်းတိုးတက်လာရင်လည်းပြင်ပသို့ရွှေ့ပြောင်းနိုင်ပါတယ်။ထို့ကြောင့်ထုတ်လုပ်နိုင်မှုခြေပြမြင်ကွင်းသည်ပုံတွင်ပေါ်ပြထားသည့်အတိုင်းပြင်ပသို့ ပြောင်းရွှေ့ခြင်းတည်တဲ့ထုံးလုံးမှုတိုးတက်နေခြင်းကိုညွှန်ပြသဖြင့်နိုင်ငံစည်းပွားရေးတိုးတက်လာကြောင်းပြပါတယ်။ဒါလေးကိုပြန်ပြောရမယ်ဆိုရင်ဆီယမားတို့ထုံးလုံးနိုင်မှုခြေပြမြင့်ခွင့်ပြင်ပကိုရွှေ့ပြောင်းခြင်းဟာနိုင်ငံစည်းပွားရေးတိုးတက်လာကြောင်းကို ပြသခြင်းဖြစ်ပါတယ်။ဒီနေ့ဆီယမားတင်ကြားတဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမိကုန်းအဖြေနဲ့မှတ်စုတွေကို Pandey Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်